အိမ်တောင်ကွဲပြီးမှသတင်းမကြီးတွေဖြစ်လာခဲ့ကြတဲ့မင်းသမီး၃ဦးပြည်သူများအလုံးမင်္ဂလာပါရှင့်ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် တွဲဆောင်ဇုံခွဲရတာကလူဘဝဖြစ်ပေမဲ့တထိမယအဖြစ်ကနေအိမ်ထောင်ခွဲခံခဲ့ရတာကတော့တိုက်တူးတူတချို့ရဲ့ခွင်ကောင်းမဲ့ဖြစ်ပါတယ်။အချိန်ကြာကြာအတူမပေါင်းသိမ်းခဲ့ကြပေမဲ့လမ်းခွဲပြက်စဲတဲ့အခါမှာပိုင်ဆိုင်မှုတစ်ဝက်ကိုခွဲဝေရယူနိုင်ခဲ့ကြတဲ့အတွက်ချမ်းသာတဲ့ဘဝကိုရရှိသွားကြတဲ့သူတွေထဲမှာတာမန်အမျိုးသမီးတွေလည်းရှိခဲ့ကြသလိုရုပ်ရှင်တွေပေမှာလူအများရဲ့စိတ်နှစ်သက်ခြင်းကိုခံခဲ့ရတဲ့မင်းသမီးတွေလည်းရှိခဲ့ကြပါတယ်။ ဒါကြောင့်ယနေ့ဗီဒီယိုမှာတော့တကယ်ချမ်းသာပြီးတော့သုံးမကုန်နိုင်တဲ့စီးစိမ်တွေကိုပိုင်ဆိုင်ထားတဲ့တတိကြီးတွေကိုအမေအရာအင်ထောင်ပြုခဲ့ကြပါမယ်။ အချင်းတို့တွင်မှတင်တခုလက်ဘဝကိုတန်ကြီးများစွာနဲ့တိဆောက်ခဲ့ကြတဲ့မင်းသမီး၃ယောက်ကိုဖော်ပြပြီးတော့မှာပါစိုးမြတ်သူစာမြမပြေမာခေအမျိုးမျိုးကိုကျော်လွန်ခဲ့ပြီးရတောင်းအောင်မြင်မှုအယောင်မေးမိန်သွားခြင်းမရှိတဲ့မင်းသမီးစိုးမြတ်သူစာဟာတချိန်ကလက်ထပ်ပွဲကိုကြီးကြီးကျယ်ကျယ်ကျင်းပပြီးတော့တရားဝင် လက်ထပ်ယူခဲ့ဖို့သူဖြစ်ပါတယ်မင်းသမီးစိုးမြတ်သူစာရဲ့လှသွေးကြွယ်ပြီးတော့အောင်မြင်နေတဲ့ချိန်မှာအမေရိကန်မှာနေထိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တတိကြီးတဦးဖြစ်တဲ့ဦးမျိုးမြင့်ဦးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ရဖြစ်ပါတယ်ဒါမဲ့လည်းအချိန်နဲ့အမျိုးမျိုးကြော ောင့်တမတို့ရဲ့အိမ်ထောင်ရေးဟာမတည်မြဲတဲ့အခါမှာလမ်းခွဲဖို့ဖြစ်လာခဲ့ကြပါတယ်။မင်းသမီးဆိုမြတ်သူဆောင်ဟာအဲ့ဒီလမ်းခွဲမှုမှာတမရဲ့ဘဝကိုပြောင်းလဲစေတဲ့ပိုင်ဆိုင်မှုတွေကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီသူရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကိုရရှိခဲ့တဲ့အပြင်အမေရိကန်နိုင်ငံမှာလည်းများစွာသောစီးပွားရေးလုပ်ငန်းတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ချမ်းမီမီကို လာကဘာဘော်တီတောင်မှာဟန်နီမွန်ထွက်ဖို့ဒီစိတ်ကူးရင်ခဲ့ကြတဲ့ချမ်းမီမီကိုရိုးရဲ့အိမ်တောင်ကြီးဟာအခုချိန်မှာတော့ပြည့်စည်သွားခဲ့ပြီဖြစ်ပါတယ်။မင်းသမီးချမ်းမီမီကိုဟာမြန်မာပြည်ရဲ့နာမည်ကျော်မင်းသမီးတွေထဲမှာပါဝင်သူတစ်ယောက်ဖြစ်ပြီးတော့သူမရဲ့ရိုးရိုးအေးအေးပုံစံတွေကြောင့်လူကြိုက်များချင်းခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့သူမရဲ့အတောက်ပဆုံးချိန်မှာတန်းကျွဲတတိလူတောင်ဆိုရတဲ့တတိကြီးဆိုထွန်းရှိန်နဲ့လက်ထပ်ယူခဲ့တာဖြစ်ပါတယ်။သူမပုံမှာအမှန်တကယ်ချစ်မြတ်လို့သလိုခံစားရပေမဲ့ဒါလေးတယောက်မွေးပြီးရဲ့ချိန်မှာလမ်းခွဲခဲ့ကြပါတယ်။ဆိုထွန်းရှိန်နဲ့ပိုင်ဆိုင်မှုတွေတဲကနေတန်ဘူးကြီးရဲ့ပစ္စည်းတွေကိုရရှိခဲ့သလိုအရိသူရဲ့စီးပွားရေးကိုဆက်ခဲ့မဲ့တာအုပ်လေးကိုလည်းမွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက်သူမရဲ့အရှုံးမရှိတဲ့အိမ်ထောင်ကြီးဖြစ်ခဲ့တာဖြစ်ပါတယ်။မိုးရီကို အပြိုကြီးလိုလူအများတိခဲ့ကြပေမဲ့မင်းသမီးမိုဟိကိုကလည်းတချိန်ကအိမ်ထောင်ကျခဲ့ဘူးတာဖြစ်ပါတယ်။သူမရဲ့အမျိုးသားဖြစ်သူဟာစမ်းချောင်းကတထေကြီးဦးညီထွန်းဖြစ်ပြီးတော့ပိုင်ဆိုင်မှုများစွာနဲ့ကြီးကြီးတက်ချမ်းသာခဲ့သူပဲဖြစ်ပါတယ်။ ။မင်းသမီးနဲ့လိုက်ဖက်လို့တဲ့အခြေအနေတွေရှိခဲ့ပေမဲ့ရွေးချယ်ဖြတ်တန်းဖို့မဖြစ်နိုင်တဲ့အခါမှာလမ်းခွဲခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်မိုးရီကောပိုင်ဆိုင်မှုတဝက်နဲ့စီးပွားရေးအရင်းနှီးပေါင်းများစွာရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့သူမဟာဒဂိုရဲတောက်ပပြီးတော့တခြားမင်းသမီးတွေနဲ့အပြိုင်တရုပ်ဆောင်မှုတွေဆက်လက်ပြီးတော့ပြုလုပ်ရင်းတဲ့ဘဝကိုဖြတ်တန်းနေပါပြီ။အခုပေါ်ပြခဲ့ရတာကတော့အိမ်ထောင်ရေးကံရဲလို့မကောင်းကြပေမဲ့အယောရရင်နဲ့ပိုင်ဆိုင်မှုတိုးကတတိမကြီးတွေဖြစ်နေကြပြီဖြစ်တဲ့မင်းသမီး၃ယောက်အကြောင်းကိုတင်ဆက်ပေးခဲ့ရပါဗျ။ ပရိသတ်တို့မြင်ကိုလည်းပြောသွားခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်